ယနေ့မှစပြီးတော့2025နှစ်ကုန်တဲ့အထိနေရလိုက်မွေးဖွားတဲ့သူများကြုံရမယ်ဖြတ်သန်းရမယ်ရှင်ဒီအနေထားမျိုးပြောပြမှာဖြစ်ပါတယ် numerology ရတရနေ့မှာမွေးဖွားသူများရှိပါတယ်နှစ်ရက်နှစ်၊သုံးရက်နှစ်၊လေးရက်နှစ်၊ငါးရက်နှစ်၊ခြောက်ရက်နှစ်၊ခုနှစ်ရက်နှစ်စသဖြင့် 6ရက်နေ့အထိကိုဝေးဖွားသူများအကြောင်းကိုတခုချင်းစီလိုက် ပြောပြသွားမှာဖြစ်ပါတယ်။တကယ်လို့ရက်ပေါင်း6ရက်ရှိတဲ့ဝေးဖွားသူတွေထဲမှာတရက်3ရက်9ရက်နေ့ဝေးဖွားတဲ့သူတွေရေဖွားအပြင်တခြားနေ့များဝေးဖွားသူတွေပိုကောင်းလာတယ်လို့တွေ့ရနေရပါတယ်။ပထမအဦးဆုံးအနေနဲ့တရက်နေ့10ရက်နေ့19ရက်နေ့28ရက်နေ့မှာမွေးဖွားသူတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ သူတို့ဟာအစဉ်ပြေပြီးကောင်းမွန်တဲ့ပံ့ပိုးမှုတွေရရှိမယ်မိမိလောက်ကင်နေတဲ့ဘဝလမ်းကြောင်းဘဝတက်လမ်းတွေကိုရှောက်လန်းနိုင်တဲ့အနေအထားကို ရောက်ရှိသွားမယ်လို့တွေ့ရပါတယ်ဒါပေမဲ့တခုတတိထားရမှာက ကိုလုံးတာကင်နာကိုသွားရလာတာအရာအားလုံးကို စိတ်မပြောမရှင်ပဲစိတ်မပါတလူလူလုံးတာမျိုးတွေလုံးဝမလုံးမြို့လိုပါတယ်ကိုလို့တော့ကင်နာတွေအကုန်လုံးအောင်မြင်မယ်ဆိုတော့စိတ်နေလို့လို့ရှင် တစ်ခဏသမားများအတွက်ကတော့ဒီ2025ခုနှစ်ဟာလောက်ကြာမဲ့နိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်းမှာပဲကောင်းမွန်တဲ့ဖက်ကိုရောက်သွားမှာဖြစ်ပါတယ်။ဆက်လက်ပြောမှာတော့နိုင်ကဏ္ဍသမားများဖြစ်ပါတယ်။နိုင်ရက်7ရက်20ရက်29ရက်နေ့မှာမွေးဖွားသူများဟာနိုင်ကဏ္ဍသမားများဖြစ်ပါတယ်။နိုင်ကဏ္ဍသမားများဟာဒီလာမဲ့ရိတ်နေ့ကနေစပြီးတော့ ဒီဇင်ဘာလ31ရက်နေ့2025ခုနှစ်အထိကိုတွေ့ကြုံရမှာတော့ခါတိုင်းတဲ့သူ့ရဲ့လုံပေါ်ခိုင်ဖက်တီမိတ်ဆွေတွေကကိုကိုပုံမှန်ဆက်ဆံနေပြီမဲ့လေကိုစိတ်ထဲမှာကိုကိုစမ်းသပ်နေတာလားကိုအရင်တွေ့မယုံကြည်တာလားကိုကိုစိတ်မချတာလားစသဖြင့်အတွေးဝင်တာမျိုးတွေရှိလာကြလို့ရှိရင်ကြော်ပြလိုက်ပါစိတ်ရှိရှိနဲ့ခါတိုင်းလုံရုံလုံစင်တိုင်းတော့လုံကြိုက်တော့မယ်ဆိုလို့ရှိရင် ီ2025ခုနှစ်မှာတနည်းလုံးမပြည့်မစုံဖြစ်တာမျိုးမလုံမလောက်ဖြစ်တာမျိုးတွေစိတ်တိုင်းမကြတာတွေဟာဒီလက်ကျန်နှစ်လမှာပဲပြည့်စုံသွားတော့တွေ့ရမှာဖြစ်ပါတယ်3ရက်နေ့7ရက်နေ့23ရက်နေ့30ရက်နေ့ငွေဖားတဲ့3ကဏ္ဍသမားများကတော့ဒီခုချိန်မှာသူတို့ဟာဘယ်လိုဖြစ်နေလဲဆိုတော့ပြောတယ်များကြံတယ်များတွေအစဉ်ပြေတတ်တဲ့အနေအထားမှာကိုယ့်ဘောကြာရောက်နေတဲ့ဂျိုးအနေအထားတွေကြောင့်ဖြစ်နေပါတယ်ဒီအတွက်ကြောင့် ကောင်းတာတွေပဲတွေးပြီးတော့မိမိတတ်တဲ့ပညာမိမိရဲ့စွမ်းရည်တွေလုံးဝဘူဝဲဝဲမထားပဲနဲ့အကုန်လုံးထုတ်သုံးရမယ်ကာလဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့တနေ့လုံးရဲ့ကောင်းကျိုးတွေကိုနောက်ဆုံးနေ့ကုန်တဲ့အထိကိုဆက်လက်ပြီးတည်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။နောက်တဲ့အချက်တစ်ချက်အနေနဲ့ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေကိုကိုယ်တယောက်တည်းလှုပ်ပြီးတော့ကြိတ်ပြီးတော့တယောက်တည်းလှုပ်ကင်နေမယ်အစားမိမိပတ်ဝန်းကျင်ဆွေမျိုး အတိုင်းဝိုင်းကို ကိုတိတာလှုပ်ချင်တာလေအကုန်လုံး sharing လုပ်ပါအကောင်ကျိုးများပုံမူရရှိတာကိုတွေ့ရမှာဖြစ်ပါတယ်မဲတူပါပဲလို့လို့ကိုကကောင်းတဲ့ဖက်ကနေတွေးပြီးတော့အစိုးမြင်စိတ်လုံးဝမရှိပဲလှုပ်လို့ရှိရင်အကောင်ဆုံးအောင်မြင်မှုတွေရရှိခံစားရမှာဖြစ်ပါတယ်၄ရက်နေ့၃ရက်နေ့၂၂ရက်နေ့၃၃ရက်နေ့မှာမွေးဖွားသူများဖြစ်တဲ့၄ကဏ္ဍတမားများကတော့ ဒီ2025ခုနှစ်မှာငွေကန်အထူးကောင်းတာဖြစ်တဲ့အတွက်မိမိလုံလဆငွေချင်းနဲ့ပတ်သက်တဲ့အရာအမှန်တမ်းကိုအကုန်လုံးတူးချက်လုတ်ကင်လို့ရပါတယ်။ဥပမာကိုကဒီဘဏ်ကိုသုံးပြီးအလုပ်လုပ်နေတယ်တခြားဘဏ်က73မှာမကောင်းလားဘဏ်အစ်စ်ဆိုရင်အဆင်ပြေပါမလားဆိုတဲ့စိတ်တွေရှိပြန်နဲ့တခြားဘဏ်တွေကိုလည်းတွဲဖက်သုံးပြနိုင်ပါတယ်။တို့ပြင်ငွေလွှဲမှုငွေဝင်ဆောင်မှုပြုလုပ်တယ်ဆိုလို့ရှိရင်လည်းအစ်စ်လမ်းကြောင်းအစ်စ်တွေပြုလုပ်ရတာမျိုးတွေရှိလာမှာဖြစ်ပါတယ်။ ငွေတကားဖွင့်ပြီဆိုလို့ပြောလို့ရပါတယ်ဒီအတွက်ကြောင့်လေကဏ္ဍသမားများဟာ2025ခုနှစ်မှာငွေကြီးကံကောင်းတာဖြစ်တဲ့အတွက်အလုတ်ကင်များကိုမိမိသက်ဆန်းတဲ့ထက်ကိုပို့ပြီးတော့ကြိုးစားလုတ်ကင်တင်းတဲ့အကြောင်းပြောလိုက်ပါတယ်9ရက်14ရက်23ရက်စသည်တရက်ရက်မှာငွေဖွားမဲ့ငါကဏ္ဍနေမှာတော့ဒီ2025ခုနှစ်မှာကိုတကားမှမရင်နေဘူးတဲ့အလုတ်ကိုအရင်တော့က မိုင်နာအနေနဲ့တာထားပြီးလှုပ်တဲ့အလုပ်ကို ပို့ပြီးတော့ကြီးမားကျယ်ပြန့်အောင်လုပ်ရတာမျိုးတွေရှိလာနိုင်ပါတယ်။ကိုကတိတ်မရင်နေဘူးဆိုပြီးမလှုပ်ပဲလည်းမနေပါနဲ့။လှုပ်ရင်ကိုင်နဲ့နားနဲ့လာပြီးတော့ကို့အတွက်အကျိုးအမြတ်ရရှိမှာဖြစ်ပါတယ်။ထို့အလုပ်လှုပ်ရင်းနဲ့လည်းမိတ်ဆွေအသေးရချင်းစသဖြင့်လက်ရှိလှုပ်ကင်နေနဲ့တွေ့လာတဲ့ကိုနဲ့မရင်နေတဲ့အလုပ်တွေဆိုရင်လည်းရဲဝန်းဆိုတာလှုပ်ကင်မှာလှုပ်ရင်းကိုင်နဲ့ကို့အတွက်အကျိုးရှိတာတွေဖြစ်လာရပြီ။ ခยีသွားလင်းစင်းလဲသွားပါသူခยีမှအကျိုးအမြတ်များရရှိတာမျိုးတွေရှိလာနိုင်ပါတယ်2025ခုနှစ်မှာငါးကဏ္ဍဓမ္မတွေကတော့ရတဲ့ခွင့်ရမလက်မလို့ပဲလောက်ကင်တင်ပါတယ်6ရက်နေ့15ရက်နေ့24ရက်နေ့မှာမွေးဖွားတဲ့6ကဏ္ဍမွေးဖွားသူတွေကတော့စီးပွားရေးမှာပုံမှန်နေတာရှိမယ်။အိမ်တော်ရေးအခြေရေးစသည်တို့မှာပုံမှန်နေတာရှိနေတတ်ပေမဲ့မချောမမွေးဖြစ်မှာတော့လူမှုရေးဖြစ်ပါတယ်။လူမှုရေးကို ကြော်ဖြတ်နိုင်မယ်အဆင်မပြေမှုတွေကိုလည်းတချို့ကဥပ္ပကပြုနိုင်မယ်ဆိုလို့ရှိရင်တော့မိမိရဲ့၂၆ခုနှစ်ရဲ့လက်ကျန်လာလေးတွေကရွှေရောင်ရက်လေးတွေဖြစ်မှာဖြစ်ပါတယ်ဆိုလိုဒီကတော့စီးပွားရေးလောက်အောင်လူမှုရေးနဲ့ရောရှက်ခြင်းရှိပဲနဲ့စီးပွားရေးဆန်ဆန်လောက်ကိုင်းမှုလိုပါတယ်ဆိုတော့စကားပုံတစ်ခုလို့ပါညီကိုကညီကိုစဘာစီကစဘာစီဆိုလိုပါပဲစီးပွားရေးကိုတည်တံ့ပြေလောက်အောင်ဖြစ်ပါတယ် လူမျိုးနဲ့ရောထွေးပြီးမလုပ်လို့ရှိရင်တော့ဒီခဲတို့လူမျိုးရေးမှာအညံ့ကြုံနေတာအာနေနေတာအဖြက်ရှိလိုမျိုးဖြစ်နေတာတွေကိုအကုန်လုံးကြော်လွားနိုင်မှာဖြစ်ပါတယ်။ဘယ်လမှာဖြစ်ဖြစ်9ရက်နေ့16ရက်နေ့25ရက်နေ့မွေးဖွားသူတွေက9ခဏန်းဓမ္မတွေဖြစ်ပါတယ်။သူတို့ကအရင်တုန်းကရုပ်ပိုင်းဆိုင်ရာတွေဦးစားပေးတဲ့လူဖြစ်နေပါစေဒီကာလရောက်လာလို့ရှိရင်တော့ နံပိုင်းဆိုင်ရာတွေလာဆက်တွေ့တာမျိုးအိမ်မက်မက်တာမျိုးကောင်းသောအိမ်မက်တွေမက်တာမျိုးအသိကောင်းနမိတ်ကောင်းတွေမြင်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဒီကဲလို့ဖြစ်လာလို့ရှိရင်ကိုကအရင်တုန်းကတရားထိုင်တာပရိစိတ်တာစသဖြင့်စသည်ကိုပို့ပြီးတော့အကျိုးရှိအောင်လှုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လူအများနဲ့စုယုံတာမျိုးတိတ်မနေဘဲနဲ့အချိန်တစ်ခုတတ်မှတ်ပြီးတော့ meditation ဆိုရက်တရားထိုင်တာဖြစ်ဖြစ်ပရိစိတ်တာဖြစ်ဖြစ်ပြုလုပ်မယ်ဆိုရင်တော့ပို့ပြီးအထောက်အကူရနိုင်တာကိုတွေ့ရပါတယ် ဘယ်လိုအထောက်အကူရမလဲဆိုလို့ရှိရင်ကိုစီးပွားရေးလုပ်လို့ရှိရင်လေဒီကဲလို့ကျင့်ဆောင်ခြင်းအပြင်မေတ္တာပို့တာခုခုပြုလုပ်ခြင်းအပြင်ဆက်တွယ်ကောင်းတဲ့ရရှိလာတာမျိုးအကူအညီရတာမျိုးတွေကြုံရမှာဖြစ်ပါတယ်မိမိနဲ့မတိတဲ့လူတွေကကိုယ့်ကိုအကူအညီတာမျိုးတွေကြည့်ရပါပါတယ်ရှေ့ရ18 26ရက်နေ့မှာမိပွားတဲ့သူတွေကတော့ယခုအချိန်မှာလုပ်ငန်းတူးချဲ့တာတွေလုပ်ကန်တဲ့ပြုလုပ်ပါတယ်စကြာကိုတိတ်မလုပ်သင့်ပါဘူးမိမိ နှစ်စာကြရပြုလုပ်ခဲ့တဲ့ကောင်းနှုန်းရရအလားတွေကိုပြန်လဲဆင်ခြင်ပြီးတော့ပြန်လဲလှုပ်ဆောင်တာမျိုး2025နှစ်ကုန်တဲ့အထိကို2026မှာဒီကဲ့သို့ကြိုးစားလှုပ်ဆောင်မယ်ဆိုတော့ကြိုးတင်အကွက်ချစီစဉ်တာမျိုးလှုပ်တင်ပါတယ်။ဘယ်လာမှာမဆို9ရက်18ရက်29ရက်မှာမွေးဖွားတဲ့ကိုယ်ကနန်းတွေဟာဒီနေ့မှစရည်ဒီဇင်ဘာ31ရက်2025အထိကို ုပ်ငန်းစီးပွားအတစ်ပြုလုပ်တာမျိုးကိုမလုပ်ဘူးတဲ့ project အတစ်တစ်ခုတိုးလုပ်တာမျိုး အခြားရောအရာများအတစ်အဆန်းတစ်ခုခုပါဝင်ဆောင်ရွက်တာမျိုးတွေကြုံရမှာဖြစ်ပါတယ်တတိပြုရမယ့်အချက်ကတော့လုံးစရာရှိရတာလုံးဆောင်မှာဖြစ်ပါတယ်ဘယ်သူကဘာဖြစ်လို့ဘယ်လိုဖြစ်နေလို့တွေဘာမှတွေးများခြင်းမရှိဘဲနဲ့လုံးဆောင်မှာဖြစ်ပါတယ်ခြားရောဒေါ်လာထက်စရာစိတ်အလုံးကြစရာရှိလို့ရှိရင်လည်းကောင်းမွန်အောင် ထိန်းကြီးဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့ 2025ခုနှစ်ဟာကိုကနန်မွေးဖွားတိအတွက်တော့ရွှေရောင်နှစ်တစ်နှစ်ဖြစ်မှာဖြစ်ပါတယ်။